ဖုန်းချလိုက်တဲ့ကောင်နေရာလဲအပိကိုရောက်လာမှဖြစ်ပြီးတော့ဖုန်းကင်လိုက်တဲ့ကောင်နေရာလဲအပိကိုမလွဲမသွေရောက်လာမှဖြစ်ပြီးလောလောဆယ်အနေထားမှာဆိုရင်တော့ဖြစ်ကျွန်တော်တို့စီစဉ်ကုန်မှု9ရက်ပဲကျန်မှာတော့ ड़ी ဒီကနေ့ဗီဒီယိုကတော့စီစဉ်ကုန်ပြီးသားရဲ့ red team လို့ကောင်းမဲ့ hero များဆိုပြီး list လုပ်ပေးသွားမှလည်းမဟုတ်တလို့စီစဉ်ကုန်ကန်ဤတွေ့ရမဲ့လူများဆိုပြီးတော့လေဟာတာအနေနဲ့ပြောပြသွားမှမဟုတ်ပါဘူးစီစဉ်ကုန်ရင်တည်ကြတဲ့အတိုင်းပဲမော်တော်နှွေနဲ့ upgrade မြောင်များစွာနဲ့အသစ်သစ်တီပေါင်းများစွာကိုထည့်သွင်းပေးလိမ့်ရှိတယ်အဲ့ဒီအသစ်သစ်တီတွေကတခုဖြစ်တဲ့ဒီနေ့ဗီဒီယိုမှာတော့ new hero ခါလီယာရဲ့အကြောင်းကိုစကေးတွေနဲ့တကွာစကေးကူမိုးတွေနဲ့ ဲ့အတူဘလို့ကြ ਾਇ ရမလဲဆိုတာလေးကိုရှင်းပြရင်းနဲ့ဒီဗီဒီယိုကဟီးရိုးကိုက်သဘောမျိုးတော့မဟုတ်ပင်မဲ့လည်းပဲ new hero ခံလီယာကြီး official server ကိုရောက်လာတဲ့အခါကျရင်စကေးအကြောင်းနေနားမလဲပဲရောင်းလေလေကြီးဖြစ်နေမှတက်ဆိုင်စကေးအကြောင်းနေနားလဲပြီးတော့စကေးတွေဘလို့တောင်းရမလဲဆိုတာတီထားတာကသူများရဲ့တက်ပို့ပြီးတော့တပန်းသားစိမဲပေါ့ဗျာ ဖီလီမစကင်ကြောင်ကြလေးတစ်ခုဝင်နေရရှိတယ်အဲ့ဒါကဘာလဲဆိုတော့ brother တို့အနေနဲ့ all skin all hero ကင်လို့ရပြီးတော့ 3D view နဲ့ဆော့လို့ရမယ် horiga tournament account လေးကိုပါဝင်စော်ကစားခြင်းနဲ့ဆိုရင်တော့ဖြင့်ကျွန်တော်ပြထားတဲ့အတိုင်းအခုလို telegram server မှာ anto tournament champion ဆိုပြီးရိုက်ချပြီးတော့တယောက်ကိုဝင်ကြီး 1k မြန်မာငွေ1000နဲ့ဝင်ရောက်ပြီးတော့စော်ကစားနိုင်ပါတယ်ပြီးတော့ anto tournament channel ရဲ့ owner ဖြစ်သူ rich ဆီဆိုရင်လည်းပဲဟောဒီလိုသူတို့ရဲ့ telegram channel ကို join ထားတဲ့ screen shot လေးပြရုံနဲ့တင်တယ်နာကနေတောက်ကြနေအထိမနက်9နာရီကနေပြီးတော့နေ့လယ်10နာရီအတွင်းစော်ကစားမယ်ဆိုတဲ့ ူတွေအတွက်ကကြတော့ဒီလအတွက်ပဲအထူးသီးသန့်ရမယ်တပွဲဆိုရင်တပွဲ free ဆိုတဲ့အစီအစဉ်လေးပါရှိနေပါတယ် channel လေးရ tournament run တွေဘာတွေပဲငားလို့ရတာလားဆိုတော့မဟုတ်ဘူးသူ့မှာက run booster နဲ့ ACC ရောင်းဝယ်ဖောက်ကားရေးလောက်တာတို့တခြား game service တွေကိုလည်းယုံကြည်စိတ်ဆက်ဆက်လုပ်လို့ရတယ်ကျွန်တော်ကိုယ်တိုင်ကြော်ညာပေးပြီးအာမခံထားတာဖြစ်တဲ့အတွက်ယုံကြည်စိတ်ချလို့ရပါတယ် channel ကို share မပြည့်တဲ့လူတွေအတွက်ကကြတော့လေ description နဲ့ပင်ကုန်းမှာမှာ telegram channel link လေးတွေပေးထားတယ်ဒါကြောင့်တို့အနေနဲ့အပန်းမကြည့်ဘူးဆိုရင်လည်းအဲ့ဒီ link လေးတွေကိုဝင်ပြီးတော့ join လိုက်ကြပါဦးကဲဒီမှာကျွန်တော်အနေနဲ့ခန်လီယာရဲ့ပတ်စည်အကြောင်းအရင်မပြောတော့ ော့ဘူးဘာဖြစ်လို့လဲဆိုတော့ခါလီယာရဲ့ပက်စီအကြောင်းကိုအရင်ပြောလိုက်မယ်ဆိုရင် brother တို့အနေနဲ့ရှုပ်ရှက်ခတ်သွားမှာဆိုလို့ကျွန်တော်အနေနဲ့ပက်စီအကြောင်းကို skill တွေရှင်းပြပြီးမှပဲပြောတော့မယ်အရင်ဆုံး skill 1အနေစပြောရမယ်ဆိုတော့ဖြင့် skill 1သုံးလိုက်တဲ့အခါခါလီယာအနေနဲ့မြေကြီးပေါ်ကိုလက်သီးနဲ့ထိုးလိုက်မယ်ဗျာအဲ့ဒီလိုထိုးလိုက်တဲ့အချိန်ရီအိုင်လို့လို့ဘွားရင်လို့လို့အဲ့လိုလေးတစ်ခုပေါ်လာလိမ့်မယ်တွေ့လား ုလိုမော့ရမယ်ဆိုရင်ဒီ GI လိုလို why လိုလိုဟာလေးကို water zone လို့ခေါ်တယ်။ enemy တွေကဘေးမှာရှိတယ်ဆိုရင်ခါလီရဲ့ scale 1က physical damage ပေးပြီးတော့နည်းနည်းလေး slow ဖြစ်စေလိုက်မယ်။ ာလီယာရဲ့စကီတူကကြတော့သူကတခြားစကီနဲ့မတူဘဲနဲ့ပုံစံ၃မျိုးတိတိကွဲလွဲစွာအသုံးပြုနိုင်တယ်ပထမပုံစံကကြတော့မြန်မာလိုလေးပဲဒီလိုလေးပဲဒက်စတာပဲဘာမှထထထပြောင်းလဲသွားတာမဟုတ်ဘူးပြီးတော့သတိထားမိကြည့်မယ်ဆိုရင်ခာလီယာရဲ့ဒီစကီတူဒက်စကတော်တော်လေးဝေးတယ်လို့တော့ပြောလို့ရမယ်ဗျဒါပေမဲ့ကျွန်တော်အနေနဲ့စကီတူကိုဝေါ်ကြော်ဖို့ဖြစ်ဖြစ်ဘာလို့ဖြစ်ဖြစ်တခုခုအတွက်သုံးလိုက်တဲ့အခါကျရင်ခာလီယာအနေနဲ့ဝေါ်ကြီးကိုမြန်မာလိုကြီးဖောက်သွားမှာမဟုတ်ဘဲနဲ့ဝေါ်ပေါ်ကိုတက်ပြီးတော့သူ့အနေနဲ့စကီတူကအဟင်းပုံစံတစ်မျိုးကိုပြောင်းလဲသွားမှာပါဒါပေမဲ့တီ ဟာမှာရှိတာကဘာလဲဆိုတော့ဝေါ်ကြုံနေတဲ့အခါအောက်ကတိုင်မင်လေးကုံသွားခဲ့လို့ရှိရင်ခါလီယာအနေနဲ့ဒုတိယမြောက်စကေးတူကိုထပ်ပြီးတော့တုံးလို့ရမှာမဟုတ်တော့ဘူး။အဲ့ဒီဒုတိယမြောက်စကေးတူကဘာလောက်တာလဲဆိုတော့ enemy ကို physical damage နဲ့ AoE stun ပေးမှဖြစ်ပြီးတော့ air bomb ဖြစ်သွားစေမှာပါဖောင်းဆိုပြီးတော့အမ် ကဲ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 ဒါ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 ရီယာထားပါတော့ဒါရီယာထားပါတော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲခါလီယာရဲ့ဝေါ်ဘော်တက်တဲ့အခါနောက်တစ်ခေါက်ထပ်ပြီးတော့သုံးလို့ရမယ်စကေးတူကဆိုရင်တော့ဖြင့် AOE ဓာတ်မိဖြစ်တာဖြစ်တဲ့အတွက် enemy တွေကို ever effect လည်းပေးလို့ရမယ်အပြင်ဓာတ်မိရောပေးလို့ရမှာဆိုတော့ကြောက်စရာကြီးပါပြီးတော့သုံးလို့ရတဲ့အကွာဝေးကလည်းအဝေးပဲဖြစ်တဲ့အတွက်ခါလီယာအနေနဲ့ဘလိုင်းနဲ့ကိုဝင်လိုက်တဲ့အခါတော်တော်လေးအသုံးဝင်မယ်လို့တော့ထင်ရတယ်ပြီးစကေးတူကဝေါ်ဘော်လည်းတက်လို့ရပြီးတော့ AOE စတန်းဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်ဗျာဒီခါလီယာဆိုတဲ့ hero ကတခြားတက်နေတဲ့ထောင်ပို ိုပြီးတော့တာတယ်လို့ပြောလို့ရမယ်ဗျာ။ဗေဒန်နေမှာလွယ်လွယ်ကူကူမလုံနိုင်တဲ့ဗလိုင်းနဲ့ဝင်လိုက်တယ်ဆိုတာကဒီခလီယာဆိုတဲ့ new hero လေးအတွက်ကတော့ထမင်းစာရည်တောက်လို့ပဲပေါ့။ဟွန်းဒါနဲ့ပြောအောင်မယ်။ဒီလိုစကေးတူးသုံးပြီးတော့ဘိုးဘော်တက်နေတဲ့အချိန်စတန်ပိတ်ခံရရင်တော့ပြုတ်ကျတတ်ပါလိမ့်။ပြီးတော့တော်တော်များများမင်းနေကြမှာတကူကဘာလဲဆိုတော့ခလီယာရဲ့ဒီအဟစ်စကေးတူးကိုဖလီကာနဲ့တွဲသုံးလို့ရလားဆိုတာပါပဲ။လောလောဆယ်တော့မရသေးဘူးဗျာ။ပြီးတော့ခလီယာအနေနဲ့စကေးတူးဒီလိုမျိုးဘွားအိုင်လေးဖြစ်နေတဲ့အခါဟောပါဘူးဘွားအိုင်လေးတော့ဝါတာဆောင်ရှိနေတဲ့အခါကျရင်အဲခလီယာရဲ့စကေးတူးကဝေါ်ဘော်တက် လိုမျိုးပဲအဟိပုံစံမျိုးထပ်ပြီးတော့တုံးလို့ရပါဦးမယ်။ဘုံအဟိဟိဟိ ခါလီယာစကေးတူဒုတိယပုံစံကဝေါ်ဘော်ဒင်နေမကဘဲနဲ့တာဝါရီပေါ်မှာလည်း100%အလုပ်ဖြစ်တယ်ပြီးတော့ခရီတွေတို့ဂျန်ကယ်တွေကဒီလိုမျိုးဘလူးဘတ်တို့ရက်ဘတ်တို့ဘတ်တီတီလေးတို့ဘာတို့ညာတို့ကြတော့အလုပ်ဖြစ်မှာမဟုတ်ဘူးခါလီယာစကေးတူရဲ့တတိယပုံစံကကြတော့ enemy ကိုဘလင်းနဲ့ပြေးပြီးတော့ဖောင်းမနေဆိုစောက်ခွက်နဲ့မြေကြီးနဲ့ရိုက်ချမှာပါဒီမှာကခါလီယာအနေနဲ့စမ်းသက်ဆဲဖြစ်တဲ့အတွက်ဒီလိုမျိုးရိုက်ချတဲ့ပုံစံမျိုးက animation တိတ်ပြီးတော့မတည်တတ်သေးဘူးဒေါင်ရိုနဲ့ collaboration လုပ်ပြီးတော့ sakura skin ထွက်လာတဲ့အခါကျရင်တော့ဒီထက်ပိုပြီးတည်တည်တတ်ရှိမယ်လို့တော့မျှော်လင့်ရပါတယ် ရှင်းပါဆိုလို့နောက်တစ်ခေါက်ထပ်ပြောပြမယ်ဒီဟာကကြတော့ခါလီယာစကေး2ရဲ့ပထမပုံစံခါလီယာအနေနဲ့စကေး2ကိုဒီလိုမျိုးဝေါ်ကြော်တဲ့နေရာမှာတောင်းလိုက်မယ်ဆိုရင်တော့ဖြင့်ခါလီယာစကေး2ရဲ့ဒုတိယပုံစံဖြစ်တဲ့အဟိစကေး2ပေါ်လာမှာဖြစ်ပြီးတော့အဲ့ဒီပေါ်လာတဲ့အဟိစကေး2ကိုတောင်းလိုက်မယ်ဆိုရင်ခါလီယာအနေနဲ့ enemy ကို AoE damage ပေးပြီးတော့ AoE evo effect ပေးတယ်ခါလီယာစကေး2ရဲ့တတိယပုံစံကကြတော့ enemy စီကိုခေါင်းယူဝင်တိုးလိုက်မယ်ဆိုရင် enemy ကိုအောက်ကနေလက်သီးနဲ့ပင့်ထိုးမှာဖြစ်ပြီးတော့အောက်ကိုပြန်ပြီးရိုက်ချမယ် enemy တကောင်တနည်း ီးအားဖြင့်စင်ကယ်တာဂက်တကောင်ကိုပဲရိုက်ချလို့ရမှာဖြစ်ပြီးတော့အဲ့ဒီလိုရိုက်ပြီးတော့ပြန်ကျလာတဲ့အခါမှာပေါ်လာတဲ့ဘွားအိုင်လေးရပဲ enemy ကို AoE damage ပေးမယ်။အော်ပြောမိသွားပြန်ပြီဗျာဘွားအိုင်ဆိုပြီးတော့အစဲတော့ခံရတော့မှာပဲ။ ultimate တုံးတဲ့အခါ joint stick ကိုလုံးဝမရွှေ့ဘဲနဲ့မြမလူကြီးသုံးမယ်ဆိုရင်တော့ဖြင့် computer ရွှေ့တဲ့အတိုင်းကိုကျွန်တော်တို့ကဖောင်းကနေဆိုပြီးတော့ကြာသွားမှာပဲဖြစ်တယ်။ပြီးတော့ခါလီယာရဲ့ ultimate ကကာဂျာရဲ့ ultimate လိုမျိုးပဲသူ့ဟာက enemy တကောင်နဲ့တနည်းအားဖြင့်စင်ကယ်တာဂက်ဖြစ်တာဖြစ်တဲ့အတွက် enemy ရဲ့အများကြီးရှိရင်တော့မှ enemy တကောင်တဲကိုပဲဆွဲလို့ရမှာပါ။ ကိုဘယ်ဘက်ဆွဲချင်လဲပေါ်မူတည်ပြီးတော့ joint stick ကိုဘယ်ညာရှိနောက်ဘာညာတတကာရွှေ့လို့ရတယ်ပေါ့ကွာကဲဒီတော့ကခါလီယာရဲ့စကေးတွေကတိတ်ပြီးတော့မရှုပ်ထွေးဘူးဆိုပေမဲ့ခါလီယာရဲ့ passive ဖြစ်တယ်ပေါ့အာဟုတ်ပါဘူး water zone ရဲ့အကြောင်းကျွန်တော်အနေနဲ့ပြောပြမယ်ခါလီယာအနေနဲ့သူ့ရဲ့ water zone ထဲမှာရှိနေမယ်ဆိုရင် physical damage နဲ့ magical damage တွေကိုအနည်းငယ် short ချပေးတယ်ဆိုတော့ပြောချင်တာကဘာလဲဆိုရင်ခါလီယာကသူ့ရဲ့ဒီ water zone ထဲမှာရှိနေရဆိုရင်ပိုမာတယ်ပေါ့ဗျာပြီးတော့ခါလီယာရဲ့ဒီ water zone ထဲမှာရှိနေတဲ့အခြေအတော်တွေခါလီယာအနေနဲ့ကိုကိုကိုသွေးပြန့် 50%ဖြည့်လိုက်မယ်ဆိုရင်အဲ့ဒီသွေးပြန်ဖြည့်တာရေ50%ကိုပို့ပြီးတော့တက်စီမှာပါ100ဖြည့်လိုက်မယ်ဆိုရင်အဲ135သွေးပြန်တက်မယ်ပေါ့ဗျာပြီးတော့ခါလီယာရဲ့ဒုတိယမြောက်ပတ်စရာဘာလဲဆိုတော့အဲ့ဒီဝါတာစုံလေးနှစ်ခုစုံသွားလို့ရှင်ပေါက်ကွဲမှုတစ်ခုဖြစ်လိမ့်မယ်အဲ့ဒီပေါက်ကွဲမှုကနေပြီးတော့ဒုတိယပတ်စရာစတယ်ခါလီယာရဲ့ဒုတိယမြောက်ပတ်စကနည်းနည်းရှုပ်တာဖြစ်တဲ့အတွက် brother တို့တည်တည်ချာချာလေးနားထောင်စေခြင်းနဲ့ကျွန်တော်လည်းအတတ်နိုင်ဆုံးနားလည်အောင်တော့ရှင်းပြပေးပါမယ်ခါလီယာရဲ့ဒုတိယပတ်စကကျွန်တော်အရှိမပြောခဲ့သလိုပဲအဲ့ဒီဝါတာစုံလေးနှစ်ခုစုံ ံသွားတဲ့အခါကျရင်ခါလီယာအနေနဲ့အလောင်းမြင်ရတဲ့အတိုင်းပဲပက်စိအမှတ်လေးတစ်ခုပေါ်လာမှဖြစ်ပြီးတော့လက်ကလည်းလင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 ်းဖလန်းဖလန်းလေးတွေထလီမှာပါအဲဒီလိုဖလန်းဖလန်းထနေတဲ့အချိန်ခါလီယာအနေနဲ့ဘေးစဲထရင်းကငိုကတဲ့နှစ်ဆပူကျဲသွားမှဖြစ်ပြီးတော့ရာဒါတို့ကိုရှင်းပြရတာလွယ်ဖို့အတွက်ကျွန်တော်အနေနဲ့ဒီဘေးစဲအထက်ကိုပထမဦးဆုံးအဟစ်ဘေးစဲအထက်ဆိုပြီးတော့သုံးလုံးလိုက်မယ် အဲ့ဒီတော့ range ကျဲသွားတဲ့ဘေးစေးထက်နဲ့အတူတူခါလီယာအနေနဲ့ enemy ကိုစောက်ခွက်ပြေးထိုးလိုက်မှာဖြစ်ပြီးတော့ဒီအမြောက်အဟိဘေးစေးထက်ကိုနှိမ့်လိုက်မယ်ဆိုရင်ခါလီယာအနေနဲ့ကိုရောကိုရဲ့ teammate တွေကိုပါသိပြန်တက်စီမှာဖြစ်တယ်နောက်ဆုံးဘေးစေးထက်ကိုနှိမ့်လိုက်မယ်ဆိုရင်ခါလီယာအနေနဲ့မြေကြီးဘုတ်ကိုလက်သီးနဲ့ထိုးလိုက်မှာဖြစ်ပြီးတော့သူ့ရဲ့ water zone လေးကအသစ်တစ်ဖန်ပြန်လဲပေါ်ပါလာမှာပါအဲကျွန်တော်ကတော့ brother တို့ကိုအတက်နိုင်ဆုံးရှင်းနိုင်အောင်တော့ရှင်းပြပြီးပြီ brother တို့နားမလည်ဘူးဆိုရင်လည်းဒီကိုနောက်တစ်ခါပြန်ကြည့်လိုက်ပါတော့ပွဲစားပြီဆိုတာနဲ့ကျွန်တော်အနေနဲ့ dire hill လိုမျိုးတခြား drone တွေကိုမဝယ်ဘဲနဲ့ဟိုဒီကအားလုံးတွေ့ကြတဲ့အတိုင်းပဲ သွေးဝင်မြန်ပြန်တက်စေတဲ့ healing roaming ကိုပဲဝယ်တင်နေ။ room က room ဆိုပေမဲ့လည်းဗျာဘာဖြစ်လို့ healing room ကိုယူခိုင်းလဲဆိုတော့ခါလီယာရဲ့ passage တွေမှာကိုယ့်ရဲ့ teammate ကိုပြန်ပြီးတော့ healing နိုင်တဲ့ availability ပါတာဖြစ်တဲ့အတွက်တခြား room တွေထက်စာရင်ကျွန်တော်အရှိမပြောခဲ့တဲ့ healing room ကအထူးထပ်ပို့ပြီးတော့တက်တော်ပါလိမ့်မယ်။ Apple မိုင်းမှာတော့ခါလီယာဆိုတဲ့ဒီ hero လေးက supporter ဖြစ်တာဖြစ်တဲ့အတွက်သူ့ရဲ့ support availability ကိုကောင်းမွန်စွာအသုံးချနိုင်ဖို့အတွက် support emblem ကတော့အာမဖြစ်မနေရွေးချယ်ရမယ်ပေါ့။ကျွန်တော်ခါလီယာဆိုတဲ့အခါ emblem ကိုကြတော့ support ယူပြီး channel တဲလိုက်နေအကုန်လုံးကိုကြတော့တက် emblem န်တွေကဟာဒီအကုန်လုံးကိုဆွဲထည့်လိုက်ပါရစေပါရင်တော့အလဲရအပလန်လေးကိုကူရောင်းရဒက်ရှင်နဲ့အစားထိုးလို့ရပြီးတော့ဒါမှမဟုတ်ရင်လည်းဗျာတွေးတက်တာဘာညာလိုချင်နေဆိုရင်လည်းနောက်ဆုံးအဟာကိုတက်ဖန်တစီမယူဘဲနဲ့ဒီတွေးတက်တဲ့ဟာလေးယူပေါ့ဒါပေမဲ့အဲ့ဒီတွေးတက်တဲ့ဟာကြီးကစပယ်တော့မှအလုပ်ဖြစ်မှာဖြစ်တဲ့အတွက်ဘေးစေးအထက်ကိုအားကိုးရတဲ့ support တကောင်အနေနဲ့တိတ်ပြီးတော့မဟန်လာဘူးလို့ပြောလို့ရပါမယ်ဘေးစေးအထက်ကိုအားကိုးရတယ်ဆိုတာတနည်းအားဖြင့်ဗျာကျွန်တော်က Oracle ဒီပါထိထားရဆိုရင်တွေးကြတဲ့အတိုင်းပဲတာဝါပစ်လို့တော့မသိဘဲနဲ့တွေးရတော်တော်လေးပြန်တက်တာဖြစ်တဲ့အတွက်ကျွန်တော်ကဘေးစေးအထက်ကိုအားကိုးလို့ရတဲ့အဲ န် support account လို့ပြောတာပေါ့ခလီယာရဲ့အဓိကအားနေချက်ကတော့သူ့ရဲ့အားသာချက်ဖြစ်တဲ့ passive လို့ပြောလို့ရပါမယ် passive ဖြစ်တဲ့ဝါသဆောင်မရှိဘူးဆိုရင်ရေမရှိတဲ့ငါးလေးလို့ပဲဘာလုံးလို့ဘာကာယာမှန်းမသိပဲနဲ့ဖြစ်သွားနိုင်ပြီးတော့ရေမရှိတဲ့အခါငါးတွေကတည်ဆုံးကြတယ်လို့ပဲခလီယာအနေနဲ့သွေးမတက်နိုင်ဘေးစိတ်ထက်မပြတ်နိုင်တော့ပဲနဲ့သိရပါလိမ့်မယ်ဒီမဲ့ဆိုရင်တွေ့ကြတဲ့အတိုင်းပဲကျွန်တော်အနေနဲ့ဝါသဆောင်တစ်ခုကိုဆောင်းအောင်မလုပ်နိုင်တော့တာဖြစ်တဲ့အတွက်ဒီပတိမှာဆိုရင်ကန်ကောင်းလို့မသိရလို့တော့ပြောလို့ရပါမယ်အရှိမ passive အကြောင်းရှင်းပြခဲ့တယ်လို့ပဲဝါသဆောင်တစ်ခုပေါင်းမှသူ့ရဲ့ဘေးစိတ်ထက် passive ရမှာဖြစ်တဲ့အတွက်ဝါသဆောင်တစ်ခုကိုဆောင်းအောင် ောင်မလုံးနိုင်လို့ရှိရင်ခါလီယာကခွေးလုံးလုံးဖြစ်ပါပြီ။ဆောင်ရင်ထူးဆန်းတဲ့အရာလေးကိုပြရမယ်ဆိုတော့ပြင် Advanced Server ဖြစ်နေတာဖြစ်တဲ့အတွက် Leslie မှ Mana Bay ပါနေတာပါပဲ။ Activation လေးကိုကျွန်တော်တီးတဲ့လောက်တက်တဲ့လောက်လေး Doki ဖောက်ရမယ်ဆိုတော့ပြင် तू ကဘေးစိတ်ထက်အားကိုးရတဲ့အတွက်ကျွန်တော်တန်တာဘက်ကိုဆွဲလန်းနေလို့လားတော့မသိပေမဲ့ဒီခါလီယာဆိုတဲ့ New Hero လေးမှာလည်းတန်တာဘက်ကမဖြစ်မနေအရေးကြီးတဲ့ item လို့ပြောလို့ရမယ်။ Healing ကို Boosting လုပ်တဲ့ Supporter ဖြစ်တဲ့အတွက် Oracle ကတော့မဖြစ်မနေထည့်တင်ပြီးတော့ကျွန်တော်အနေနဲ့ ESP လိန်ဆော့တဲ့အခါကျရင်လေ Queen Win တို့ဘာလို့ကတော့အမ်မတော်ချင်းလေတော့ မှာပဲလीတဲ့နှကောင်ဖြစ်တဲ့အတွက်တခြားတခြားသောတိုင်းရင်တဲ့ဘာညာဘာညာတွေကတော့ကိုဘသားကိုချီပြီးတော့ထိလိုက်ကြတာပေါ့ဗျာမမေ့ရမှာတခုကကိုရီကင်ထားတဲ့ဟီရိုက single target မဟုတ်တဲ့ single target ဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ poking ရောကားပြီးတော့တယောက်ထဲဝင်ရလို့ရှိရင်တော့တခါတည်းတန်းပြီးတော့ပျောက်မှာပါ overlady နေပြီးတော့ healing ပါတဲ့ဟီရိုတွေအားနေချက်ဖြစ်တဲ့ vala တို့ lelia တို့လိုအရင်ဆလုံးနိုင်တဲ့ကောင်တွေကတော့ khalia ရဲ့အကြီးမားဆုံးကောင်တာတွေဖြစ်လာနိုင်တယ်အဲတော့ red မှာဘန်းမှုပဲမစင်းစားကြပဲနဲ့အဲ့ဒီကောင်တာ hero လေးတွေနဲ့ khalia ဆိုတဲ့ဒီမမလေးကိုဝိုင်းပြီးတော့တမလိုက်ကြဖို့ပြောချင်ပါ တယ် ESB lane နဲ့ roaming မှာဆိုရင်တော့ဖြင့်ကျွန်တော်ကတော့ roaming ထက်ဆိုင် ESB lane ကိုဆော့ဖို့အတွက်ပို့ပြီးတော့ recommend ပေးခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ဒီ Hero ရဲ့ skill ကိုကြည့်ရတယ်ဆိုရင် Uranus တို့ Apex တို့ Asmara တို့လို spell down လိုက်ပြန်ထွက်လိုက် spell down လိုက်ပြန်ထွက်လိုက်လောရမဲ့ Hero တကောင်ဖြစ်ပြီးတော့ healing power ကတခြား spell down ပြီးတော့ပြန်ထွက်လို့ရတဲ့ Hero တွေတက်ဆိုင်တော့ပို့ပြီးတော့အားတာတာပေါ့ Radar တို့က Thunder Bat ထည့်ထားရဲဆိုရင်တော့ basic attack ကိုမဖြစ်မနေခုတ်ဖို့တော့မမိပါနဲ့ Radar တို့ရောဒီ New Hero ခံလိုက်ရပေါ့အမြင်လေးတွေကိုလည်း comment မှာရေးသွားရင်းနဲ့ကျွန်တော်ရဲ့ဒီကနေ့ video ကတော့ဒီလောက်ပါပဲနောက်နေ့ နောက်နေ့ကြရင်လည်းမတူညီတဲ့ကွန်တက်တစ်တင်နေသူပြန်လာခဲ့ပါမယ်ကျွန်တော်မော့စပိုင်းမှာအားလုံးပဲပေးကင်းကြပါစေဖက်ဖက်ပါခင်ဗျာ